င်္ဂလာပါခင်ဗျာရှောက်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စကောင်စီကသူတို့ဘက်ကနေအပြစ်ရက်ကြီးညာပြီးတနိုင်ငံလုံးကိုလေကြောင်းတိုက်ခိုက်ထိုးစစ်ဆင်နေပြီမဲ့ဒိုင်းအန်သာလက်နက်ကိုင်တွေကိုကြတော့ယာယီအပြစ်ရက်ထားပေးပါဆိုပြီးအကြံဖက်မဲ့အောင်လိုက်ကပြောလာပြန်ပါတယ်ဒီပြည်နယ်ထိုင်းမြန်မာနယ်စပ်ကမြောက်ဝတီမြို့နယ်အတွင်းမှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့မော်ခီတက်စကန်ကိုပါ KNL ပူးပေါင်းတပ်တွေကဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာပဲထပ်မံသိမ်းပိုက်လိုက်ပြီး ဒီကနေ့တမနက်ထဲမှာတဲ့စစ်ကောင်စီရဲ့ဘရင်တော်တက်စကန်နဲ့မော်ခီတက်စကန်နှစ်ခုကိုဇက်တိုက်သိမ်းပိုက်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်ကောင်စီကသူတို့ဘက်ကနေအပြစ်ရဲ့ကြီးညာပြီးတနိုင်ငံလုံးကိုလေကြောင်းတိုက်ခိုက်ထိုးစစ်ဆင်နေပြီမဲ့ဒိုင်းအန်သားလက်နက်ကင်တွေကိုကြတော့ယာယီအပြစ်ရထားပေးပါဆိုပြီးအချက်ဖတ်မင်းအွန်လိုင်းကပြောလာပြန်ပါတယ်ဒါကတော့လက်ရှိနိုင်ငံတော်ကတိုက်ပွဲတွေမှာ သူတို့စစ်တပ်ကအထိနာနေယုံနေမကကရင်ပြည်နယ်ထမ်းမြမနေဆက်မှာဆိုရင်အခုရပ်ပိုင်းတွေအတွင်းမှာပဲသူတို့ရဲ့စစ်တပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကဇက်တိုက်ကိုသိမ်းပိုက်လာတဲ့အချိန်အကြီးအကျယ်စစ်ရှုံးလာတော့မှအကြမ်းဖက်မင်းအွန်လိုင်းဟာတိုင်းဒေသလက်နက်ကိုင်တွေကိုအပြစ်ယထပေးပါဆိုပြီးယမန် နေ့ကနေပြည်တော်မှာပြုတ်လုသွားတဲ့ငလင်းဘေးအတွက်အလှငွေပေးအပ်ပွဲအခမ်းအနားမှာပျော်သွားတာဖြစ်ပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီဟာအခုမေလ31ရက်နေ့အထိ နိုင်ငံကကလူကြောက်အောင်သူတို့စစ်တပ်ဘက်ကအပြစ်ရထားပါတယ်ပြောပြီးနိုင်ငံတော်ကတစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့ထိုးစစ်ဆင်နေရမှာမေလာဆန်းရနေကဆိုရင်တပရင်မြို့နယ်ကကလေးတွေစာတင်တဲ့အကြောင်းကိုလေနဲ့ဘုံကျဲချမှုကြောင့်ဆီယမတွေနဲ့ကလေးပေါင်းများစွာတည်ဆုံခဲ့တဲ့ဖြစ်စဉ်မှာဖြစ်ပွားခဲ့တာတော့အချမ်းဖက်မဲအောင်လိုက်ဟာသူတို့ရဲ့လှုပ်ရက်တွေကိုမသိကြအောင်ဆောင်ပြီးလက်ရှိသူတို့စစ်တပ်ဘက်ကစခန်းတွေတောင်းအောင်ရှောက်အသိမ်းခံရပြီးနေရာတိုင်းမှာအရှုံးတွေနဲ့သာရင်ဆိုင်လာရတော့မှာ ပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေးရှုပြီးတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့သူတို့စစ်တပ်ဘက်ကအပြစ်ရကျင်ညာချက်ကိုလိုက်နာပြီးတော့အပြစ်ရပေးကြပါဆိုပြီးအကြက်ဖက်မင်းအွန်လိုင်းကိုတိုင်ပြောလာပြန်လာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးအမျိုးသားညီအစိုးရအင်ဂျီကတော့လက်ရှိစစ်ကောင်စီဟာငလင်ဘေးကိုအကြောင်းပြပြီးသူတို့စစ်တပ်ဘက်ကအပြစ်ရထားတဲ့ဆိုတဲ့နိုင်ငံတကာကိုလူကြားကောက်အောင်ကျင်ညာထားပြီးမြဲတစ်ဖက်မှာတော့သူတို့စစ်တပ်ဘက်ကပဲလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေပြီးအဲ့ဒီကမှဒပရင်မှာစာတင်ကြောင်းကိုဘုံကျဲမှုကြောင့် လေးငယ်တွေတည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကအတိုင်းသာတက်တည်ပြနေသလိုမြေပြင်မှာလည်းနေ့စဉ်စစ်ကြောင်းထိုးတာတွေတောက်လျှောက်လုပ်နေတဲ့အတွက်အာဆီယံအနေနဲ့စစ်ကောင်စီရဲ့ဟန်ပြအတုအယောင်အပြည့်ရဲ့ကြီးညာချက်ကိုမယုံကြည်သင့်ဘူးလို့လဲအန်ဂျီတမနာယုပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမေလ29ရက်နေ့ကပဲထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်ခင်ဗျ။တဖက်မှာတော့ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မော်ခိတပ်စခန်းကိုပါ GNL ပူးပေါင်းတပ်တွေကဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာပဲထပ်မံသိမ်းပိုက်လိုက်ပြီးဒီကနေ့တမနက်ထဲမှာတဲ့စစ်ကောင်စီရဲ့ဘေးရန်တောင်တပ်စခန်းနဲ့မော်ခိတပ်စခန်းနှစ်ခုကိုဇက်တိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့တော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတခုပြီးတခုသိမ်းပိုက်လာနေတဲ့ GNL ပူးပေါင်းတပ်တွေဟာဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာပဲ ထိုင်းမြန်မာနယ်စပ်ကမြောက်ရီမြို့နယ်မှာအမြင့်ဆုံးတောင်ကုန်းပေါ်အထိုင်ချထားတဲ့စစ်ကောင်စီရဲ့ဘေးရန်တောင်တက်စကန်ကိုမနက်အစောပိုင်းမှာသိမ်းပိုက်လိုက်ပြီးနောက်ထပ်မော်ခီတက်စကန်ကိုတော့မနက်10:00နာရီဝင်းကျင်လောက်မှာဇက်တိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်တက်စကန်နှစ်ခုလုံးကစစ်ကောင်စီတပ်သားတွေကတော့ခြေဦးတဲရထွက်ပြေးသွားကြတဲ့လူတွေလည်းရှိသလိုလက်တလုံးမှာတော့စစ်ကောင်စီဘက်ကသေတဲ့လူတွေရဲ့စရင်နဲ့အရှင်ဖန်းစီရမိမှုအပါဝင်လက်နက်ခဲရရရှိမှုအခြေအနေတွေကိုတော့သဆိုင်ရာကနေထုတ်ပြန်ပါလိမ့်မယ်လို့လည်း တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရခုံမြို့မှာအချက်ဖက်စကောင်စီတက်ကလုံချုံရေးတွေတင်းကျပ်ထားတဲ့ကြားကမော်ဘီမြို့နယ်မှာရှိတဲ့စကောင်စီရဲ့လေတပ်မိသားစုဝင်တက်ကုန်းကြီးဂျေးရွာအုပ်ချုပ်ရေးမှုအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားရာဆိုင်ငန်းတွေတုံငန်းကိုရခုံမြို့ပြတော်လိုင်းရဲဘော်တွေကလက်ပစ်ပုံးသုံးလုံးနဲ့ပစ်သွင်းတိုက်ခိုက်ခဲ့ပြီးမြို့ပေါ်မှာနေတဲ့လေတပ်မိသားစုတွေအနေနဲ့လုံခြုံမဲ့မထင်နဲ့လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့မေလ29ရက်နေ့ဖြစ်တယ်မနေ့ကည8နာရီလောက်မှာပဲမော်ဘီမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့လေတပ်မိသားစုဝင်တကုံးကြီးကျေးရွာအုပ်ချုပ်ရေးမှုအောင်သူရဲ့ဆွေမျိုးတွေဖွင့်နေထားရာစိုက်ငန်းတွဲပုံငန်းကိုရန်ကုန်မြို့ပြတော်လိုင်းကြီးရဲဘော်တွေကလက်ပစ်ပုံးပုံးလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်အဲ့ဒီတကုံးကြီးကျေးရွာအုပ်ချုပ်ရေးမှုအောင်သူရဲ့တမျိုးလုံးကစစ်ကောင်စီလေတပ်အငိမ့်စားတွေကြီးပဲဖြစ်တယ်လို့သူ့ရဲ့ညီအငယ်ဆုံးကလည်းလက်ရှိလေတပ်မှာ Y8 မောင်းပြီး ပြည်သူတွေနဲ့ကလေးတွေပါဘုံကျဲတက်ဖြတ်ပြီးတော့ခွေးဆက်ခင်းနေတဲ့သူဖြစ်တယ်လို့သူတို့ရဲ့လေတက်မိသားစုဝင်ဆွေမျိုးတွေလည်းမြို့ပေါ်မှာနေနေပြီမဲ့မလုံခြုံဘူးဆိုတာကိုသိစေချင်တယ်လို့လည်းရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေစကိုင်းတိုင်းကပလဲမြို့ပေါ်မှာရှိတဲ့အချက်ပစကောင်စီတက်တဲ့ရဲတွေပူပေါင်းတက်ဆွဲထားတဲ့မြို့မှာရဲစခန်းကိုတော်လန်ရေးတက်တွေက RPG နဲ့ပါဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တောင်းတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဖြစ်စဉ်ကတော့မေလ29ရက်နေ့ဖြစ်တယ်မနေ့ကပဲပလဲမြို့ပေါ်မှာအကျံပတ်စကောင်စီတက်တဲ့ရဲတွေပေါင်းပြီးတက်ဆွဲထားရာမြို့မှာရဲစခန်းကိုဒေါ်လိုင်းတက်တွေက RPG နဲ့ပါဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့ရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတက်ခတ်မှုအတွင်းစကောင်စီဘက်ကထိခိုက်မှုအခြေအနေကိုတော့မသိရသေးသလိုအဲ့ဒီပလဲမြို့ပေါ်မှာကပြီးခဲ့တဲ့တစ်ခေါက်ဒေါ်လိုင်းတက်တွေမြို့ကိုဝင်စီးပြီးတဲ့အချိန်ကလေးကစပြီးစကောင်စီကမြို့ပေါ်မှာစစ်အင်အားတွေကိုတိုးမြင့်ချထားတာဖြစ်သလိုအဲ့ဒီဂျားတွေကပဲ အခုတခါတော်လန်ကြီးတပ်တွေကသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်အထိသွားပြီးသူတို့ရဲ့ yes scan ကိုပါ RPG နဲ့ကိုထုတ်ခဲ့တာဖြစ်တယ်လို့တောင်းနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းရတရှိမြို့နယ်ကပဇွန်မြောင်းကျေးရွာအတွင်မှာပြည်သူ့ပိုင်ပစ္စည်းတွေကိုခိုးယူနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ချေမှုမှုအတွင်ဇေကောင်စီတပ်သားတအူးကတော့ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်နောက်ထပ်နှစ်အူးကဒဏ်ရာတွေရသွားပြီးတဲ့နောက်ပြန်ဆုတ်သွားကြတယ်လို့ မီနဂါစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့မေလ28ရက်နေ့ကပဲရေတာရှင်မြို့နယ်ပစုံမြောင်းချေးရွာအတွင်မှာအင်အား80လောက်နဲ့တက်ဆွဲပြီးတော့ဘီဒူဘိုင်နေအိမ်တွေကပစ္စည်းတွေကိုလိုက်လံခိုးယူတာတွေလုပ်နေတယ်။စစ်ကောင်စီတပ်သားတွေက15ဦးဝန်းကျင်လောက်ဟာတော်လိုင်းတပ်တွေကင်းမုံဝင့်နေတဲ့နေရာအနီးကိုရောက်ချလာတယ်ဆိုပါတယ်။အဲ့ဒီမှာတော်လိုင်းတပ်တွေကအသင့်အနေထားနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သားတအူးဟာနေရာမှာနေပွေချင်းပြီးကိုတိတ်သွားတဲ့အပြင် နောက်တနှစ်ဦးကတန်ရာတွေရသွားပြီးတဲ့နောက်ပြန်ဆုတ်သွားကြတယ်လို့မင်းတကားစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းတောင်ကူးမြို့နယ်ကဒိုးနယ်ကြေးရွာတောင်ချီမှာအချက်ဖက်စကောင်စီတပ်ကပြည်သူနှစ်ဦးကိုလူမဆန်အောင်နှိပ်စက်တပ်ဖြတ်ပြီးပြည်သူပိုင်းနေအိမ်နဲ့ဆိုင်ကယ်တွေကိုပါမိရှုဖျက်ဆီးသွားတယ်လို့ရေတာရှိမြို့နယ် PDF တရင်393ည4ရက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ28ရက်နေ့ကပဲ တောင်ကုန်းမြို့နယ်မှာထုံးပိုကြီးဂျေးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာပြည်သူ၃ဦးကိုတစားကန်ဖမ်းဆီးလာပြီးဒိုးနယ်ဂျေးရွာတောင်ကြီးအရောက်မှာတော့အသက်30ကျော်အရွယ်ရဲဇော်ဆိုသူနဲ့ဖိုးလုံးဆိုသူတို့နှစ်ဦးကိုလူမဆန်အောင်နှိပ်စက်တပ်ဖြတ်ခဲ့ပြီးရုပ်လောင်းတွေကိုပြစ်ထားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ကတပ်ဖြတ်ခဲ့တဲ့ပြည်သူ၂ဦးရဲ့ရုပ်လောင်းတွေကိုရတရှိမြို့နယ်ခြေဆိုင် PDF တရင်3934ရဲဘော်တွေကနေမြေရှင်းနေတဲ့အချိန်တွေ့ခဲ့ရတာဖြစ်ပြီး ပြည်သူပိုင်နေအိမ်တွေနဲ့ဆိုင်ကယ်တွေလည်းမိရှုခံထားရတာကိုတွေ့ရတယ်လို့လော်စင်မှာတော့စစ်ကောင်စီတပ်ကတပ်ဖြတ်ခဲ့တဲ့ပြည်သူနှစ်ဦးရဲ့ရုပ်လောင်းတွေကို PDF ရဲဘော်တွေကကောင်းကောင်းမွန်မွန်တကြိုပေးခဲ့ပါတယ်လို့လည်းရေတာရှိမြို့နယ် PDF တရင်3934ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ